စကိုင်းတိုင်းကတားမျိုးနဲ့ညောင်ချီတော်ရွာဖုံးကြီးကျောင်းနဲ့နေအိမ်တွေကိုစိုးစုကတိုက်နေရင်နဲ့၃ချိန်အထိဘုံကျဲတက်ဖြတ်လို့ကလေးတငယ်နဲ့အဖိုးဘွားတွေပါဝင်ငေါဥတည်ဆောင်က၈ဦးတန်ရရှိပြီးကျောင်းဆောင်နဲ့အိုးဝင်အဆောင်အများအပြားပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။အော်တိုဘာ၂၉ရက်ည၁၀ခွဲကနေ၁၇နာရီအတွင်းကတားမျိုးနဲ့ညောင်ချီတော်ကျေးရွာဖုံးကြီးကျောင်းနဲ့နေအိမ်တွေကိုစိုးစုကတိုက်လီနဲ့၃ချိန်အထိလာရောက်ဘုံကျဲခဲ့တာလို့ကတားမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကသတင်းထုတ်ပြန်ပါတယ်။ ပြည်သူတွေညာဘက်အိတ်နေချင်းစောစုကပုံကျက်တက်ဖြတ်တာဖြစ်ပြီးတော့အသက်မပြည့်သေးတဲ့ဆယ်နှစ်အရွယ်ကလေးငယ်အပါဝင်တက်ကြီးရွယ်အိုငါးဦးသေဆုံးခဲ့ပြီး၈ဦးထိခိုက်ဒဏ်ရာရရှိကာကျောင်းဆောင်ဓမ္မယုံနဲ့နေရင်အများအပြားလည်းပျက်စီးတယ်လို့ဆိုပါတယ်။စောစုကနိုင်ငံတော်ဝန်လေးချောင်းပုံကျက်တက်ဖြတ်တာတွေနေ့စဉ်ကျူးလွန်နေတာဖြစ်ပြီးတော့ခြေရွာလူနေရက်ွက်စိတ်ယုံစေကန်းစာတင်ကျောင်းနဲ့တာမဏိကအဆောင်တွေပါပြတ်မှတ်ထားပုံကျက်နေတာဖြစ်ပါတယ်။